ဘယ်တမအားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Etosi ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့စိတ်တွေကိုပြန်လာပြပြီးချန်ပီယံဆိုတာတက်တည်ပြခဲ့တဲ့လဘာဘူးရဲ့နိုင်ပွဲကမမရရပြန်ပြောရမယ့်အချက်၅ချက်စတတန်ကိုအနိုင်ရပြီးနောက်ဘလားပဲချင်းရောင်းလဲတကယ်ရတဲ့လဘာဘူးပရမဘိုင်းပြီးအဝယ်လဲကန်းထဲမှာအန်ဆလော့ပြောခဲ့တဲ့များကိုဖွင့်ရခဲ့တဲ့မိုဟာမက်ဆာလာစတဲ့တင်များပဲဖြစ်ပါတယ်အစတန်ဗီလာနဲ့ဘွယ်ရုံကအပိုင်ဂိုးသွင်းခွင့်ကိုလွဲချော်ခဲ့လို့ဝေဖန်ခံခဲ့ရပြီးနေပြားနဲ့လည်းပြဿနာတက်ခဲ့တာတွေကိုဒါဝင်နူညက်စ်ကစိတ်တွေနဲ့ပွဲမှာအကွင်းတွင်ခြေစွမ်းကောင်းတဲ့အခြေပြပြစ်ခဲ့ပါတယ် ဇရာတဲ့ကတင်းနဲ့အအောင်ဆုံးကတင်းထိုက်တိုက်တွေ့တဲ့ပွဲမှာလဘာပူပဲနိုင်မယ်လို့ပွဲမတိုင်ခင်ကတည်းကထင်ကြီးပေးခံခဲ့ရပါပဲလေအရန်ကြီးလွယ်ကူတဲ့နိုင်ပွဲတစ်ခုတော့မဟုတ်ခဲ့ပါဘူးတန်းစရာဖို့တေချာစလောက်ရှိနေချိန်မှာသာသူတန်တို့မထူးဆက်ခင်ပြီး MV မှာစိုက်တဲ့ပြင်းပြင်းနဲ့ခံကစားခဲ့တာကြောင့်လဘာပူတို့ပရမပိုင်းမှာတော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်မသက်၁၉နှစ်အရွယ်လူငယ်ကျဲပွင့်ဒီပလင်းကလည်းလဘာပူခံတဲ့ကိုအလုံးရှုပ်စေခဲ့ပြီးပရမပိုင်းမှာပြိုင်ဘက်ကိုအောင်မြင်တဲ့တယောက်ချင်းကြော်ဖြတ်နိုင်မှု၄ချိန်ထိလှုပ်ပြနိုင်ခဲ့ပါတယ် ်ပထမပိုင်းပြီးကနေမှာအဲလစ်ဆန်နဲ့ဘန်နိုက်တို့ကြားနားလည်မှုတွေမှာအရာကနေစမောက်ဘုံကအပွင့်ကိုတွင်းသွားခဲ့တာကြောင့် MV မှာဆောက်တန်တို့မထင်မဲ့ပဲဦးဆောင်ဝင်ရခဲ့ပါတယ်ပရမီးလိဂ်မှာတခြားအဆင့်တနဲ့အဆင့်20အတင်းတို့60တချိန်မြောက်ဆုံးတွေ့တဲ့ပုံမှာအဆင့်20ကအတင်းတွေ၄ပွဲသာနိုင်ရခဲ့ပြီးအခုစာတတန်က9ပွဲမြောက်ဖြစ်အနိုင်ရဖို့နှိမ့်ဆက်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ပွဲပဲခဏရလို့အခုပွဲကိုကင်တယ်ဖို့များခဲ့တဲ့အန်စလော့လည်းပွဲကြီးစဉ်မှာမျက်စိပြန်မျက်နှာပြန်နဲ့ဖြစ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒါပေမဲ့ဒုတိယပိုင်း၃မိနစ်အတွင်းမှာဘွဲကအံ့အားသင့်စရာကောင်းအောင်အလဲပြောင်းနေမြန်မြန်ဆန်ဆန်ဖြစ်သွားခဲ့ပါတယ်။50မိနစ်မှာလိုဝဲတီယက်စီရဲ့ဖြတ်တင်ပေါ်ကနေဒါဝင်နူညက်စ်ကအနီးကပ်ပိတ်သွင်းပြီးတော့ပြိုင်ပွဲဆုံး10ဘွဲဆက်ဂိုးပေါက်ပြောင်းနေတဲ့မှတ်တမ်းစုကိုအဆုံးသတ်ခဲ့သလို54မိနစ်မှာသူကြောင့်ရတဲ့ပယ်နယ်တီကိုဆာလာကဒုတိယဂိုးဖြစ်သွင်းယူခဲ့ပါတယ်။ဦးဆောင်ကိုပြန်ပေးလိုက်ရချင်းမှာစောက်သက်တန်တို့ကစားအာရုံစိတ်ပြပါချဆင်းသွားပြီး88မိနစ်မှာနောက်တစ်ချိန်ပယ်နယ်တီထပ်ရခဲ့တာကနေဆာလာကပဲအနိုင်သိကြစီမဲ့ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။ ဒီရာသီမှာဆာလာရဲ့တွင်ကိုပါဝင်ပတ်တော်မူက44ခုထိရှိလာပြီဖြစ်လို့ပရီးမီးယားလိမှာ38ပွဲစားတဲ့ကစားချိန်ကဆားလို့ဟာလန်အွန်နရီတို့ရဲ့တရားသီတွင်တွင်ကိုပါဝင်ပတ်တော်မူအများဆုံးစံချိန်ကိုအမိလိုက်နိုင်ခဲ့ပါပြီ။ဒါပြင်ဆာလာကနမေတိုတိုက်စစ်မှုအောင်ဆွာရရဲ့43ခုစံချိန်ကိုကျော်ဖြတ်ပြီးတော့လဘဘူတင်ရဲ့ပရီးမီးယားလိပြိုင်ပွဲသမိုင်းမှာတရားသီတွင်တွင်ကိုပါဝင်ပတ်တော်မူအများဆုံးကစားသမားဖြစ်စံချိန်တင်နိုင်ခဲ့တယ်လို့သူရဲ့ကစားသမားဘွားမှာအကောင်းဆုံးစမ်းဆောင်ရေးမှတ်တမ်းလေးဖြစ်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့်လီဗာပူးတင်ဟာအာဆင်နယ်ကိုဆက်ကြောင်းမဲ့ထိဖျက်ထားနိုင်ပြီးမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာအာဆင်နယ်ခြေချောမယ်ဆိုတော့ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုကအဆုံးသတ်သွားပြီလို့ပြောရမှာပါဟီးရိုးကနေ0ဖြစ်ခဲ့တဲ့အဲလစ်ဆန်ဘရာဇီးကိုသမားဟာ PSC နဲ့ပွဲမှာအကြောင်းမဲ့ဖွယ်လာစွမ်းပြသခဲ့ပြီးလီဗာပူးကိုဒီကိုကိုမရှိနဲ့ချန်ပီယံလိဂ်အဝေးကွင်းနိုင်ပွဲရအောင်ကူညီပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းအဲလစ်ဆန်အနေနဲ့ဆောက်တတန်နဲ့ပွဲကအဖွင့်ကိုတော့ပြန်ကြည့်ခြင်းစိတ်ရှိမှာမဟုတ်ပဲ small ball ရကူမှာဘန်ဒိုင်လည်းအပြည့်ရှိသူဖြစ်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်ခန်လူကအဲလဆန်ဘောလုံးဖက်ယူနိုင်အောင်ခန်နာကိုနဲ့ကာပေးထားခဲ့ပေမယ့်ဘရာဇီးကိုသမားကဘောလုံးကိုမဖမ်းနိုင်ခဲ့ပေ small ball ကဘောလုံးရသွားပြီးကိုပေါက်ထဲကိုကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။လိုဘူပရိသတ်ချိုကအဲလဆန်နဲ့ဒိုင်းဆေးစားတဲ့ချိန်မှာမာတီးယပ်စ်ပါနာရဲ့ပြည်တံကျိုးလိုမှုကိုခံခဲ့ရပြီးလဲချခဲ့တာကိုစောတကတက်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ဘယ်သူမှပြည်တံပေါ်မတောင်းခဲ့တာကြောင့်ဘွဲကိုဆက်ကစားစီပြီးအဆုံးမှာတော့ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။နောက်ဆုံးဘွဲပဲပြည်တံကိုကြားခံခဲ့တဲ့အန်စလော့ လုံခဲ့တဲ့နှစ်ပတ်ကလဘာဦးတင်းကနယူကာဆယ်ကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲကလေးက Dash လူမျိုးနေပြဂွင်းပေးစီမှာမရှိနေတာနဲ့ပတ်သက်ပြီးအကျိုးသက်ရောက်မှုမရှိခဲ့တာကိုမြင်တွေ့ခဲ့ရပါမယ်။စိတ်တွင်တဲ့ပွဲမှာတော့ Anslot မပါဝင်နိုင်မှုကိုခံစားခဲ့ရပါတယ်။ပထမပိုင်းမှာလဘာဦးတင်းကအထာနေနေခဲ့ပြီးအားကြုံးမှတက်မကစားခဲ့တာကြောင့်အတင်းငယ်လေးရဲ့ပြားပေးမှုကိုရင်ဆိုင်နိုင်မှုရုန်းကန်ခဲ့ရပြီး Slot ကဂွင်းပေးမှာရှိရင် Ohibi ပြားပေးနိုင်ခဲ့မှာဖြစ်ပါတယ်။ ါပေမဲ့ slot ကဘီဂယ်တဲ့လာ everton နဲ့တူတူတည်ကြခဲ့တဲ့ပွဲမှာဒိုင်လူဂျီမိုက်ကယ် oliver ကိုအပြင်းထန်ဝေဖန်ခဲ့ပြီးနောက်နောက်ပွဲပဲဖြစ်တန်းကြခံခဲ့ရတဲ့အတွက်ဘွဲကြီးစင်ကနေသာကြီးရှုခဲ့ရတာဖြစ်ပါတယ်။ dash လိုမျိုးဒီမှာပထမပိုင်းမှာ alexander van dijk ရဲ့အမားကနေဂိုးပေးလိုက်ရခြင်းမှာခေါင်းကိုလက်နှစ်ဖက်နဲ့အုပ်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပြီးပထမပိုင်းပြီးအဝေးလက်ခံနဲ့ဝင်ပြီးကစားသမားတွေကိုစကားပြောခွင့်ရခဲ့တာဖြစ်ပါတယ်။အန်စလိုရဲ့အဝေးလက်ခံအတွင်းမိန်ကွန်းကအကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတော့ဒုတိယပိုင်းအပွင့်3မိနစ်တွင်နှစ်ဂိုးတိသွင်းယူနိုင်ခဲ့တာကတသက်တည်ပဲဖြစ်ပါတယ် န်စလိုနီနဲ့စာသက်တမ်းတဲ့ပွဲမှာနောက်ဆုံးပွဲပဲဖြစ်နေကြခံခဲ့ရတာဖြစ်ပြီးကာရဘောင်းဘောလူပွဲနဲ့အန်ဖီမှာကစားရမယ့်မာဆေးဆိုင်ဒါဘီပွဲတွေမှာပြန်လည်ကင်တွယ်နိုင်တော့မှာဖြစ်တဲ့အတွက်ကစားသမားတွေအနေနဲ့စိတ်သက်သာရာရခဲ့ကြမှာဖြစ်ပါတယ်။နောက်ထပ်စံချိန်သစ်ရေးထိုးနိုင်တဲ့ဆာလာလီဗာပူးထက်မယုံနိုင်သေးတဲ့အရာတွေကိုပေါင်းပြီးကစားပေးနေတဲ့မိုဟာမက်ဆာလာအနေနဲ့ဘယ်စံချိန်မှတ်တိုင်တစ်ခုကိုရောက်ရှိမလဲဆိုတာကိုအပတ်တိုင်းပြောနေရမယ့်ပုံပေါ်ပါတယ်။ဆာလာဟာပွဲထဲမှာမရှိတဲ့အချိန်မှာတောင်မှကောင်းမွန်တဲ့အရာတွေကိုယူဆောင်လာပေးနိုင်တဲ့အခြေအနေမျိုးရှိပြီး သောတာတနေ့ပွဲမှာကစားသမားပွားအကောင်းဆုံးပွဲမဟုတ်ခဲ့တာတောင်မှပဲအတင်းအကျပ်ဦးဆောင်ခွင့်ရအောင်ဗနာဒီကိုစိတ်အေးအေးနဲ့ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲပြီးကနေပြီးနေငယ်သားလူရောတဲ့ချိန်မှာလေဝက်ဒီယပ်စ်ကိုဆူဂါဝါရာကဖိတန်ကျူးလွန်ခဲ့တာကြောင့်လေဘာဘူးတို့ဒုတိယချိန်မှာဗနာဒီရရှိခဲ့ပြီးဆာလာကနောက်ထပ်တစ်ချိန်အမှားအပြည့်မရှိအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အီချက်တိုင်းစစ်မှုရဲ့သောတာတနေ့ပွဲကအတွင်းကိုနှစ်ဂိုးကြောင့်ပရီးမီယာလိမှာဂိုးပေါင်းပတ်သက်မှု44ဂိုးထိရှိလာခဲ့ပြီးဖြစ်ပြီးကြောကြာနေတဲ့အတွက်တော့အတင်းဆန်ချိန်တစ်တခုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆလာဒီယာဒီပရီးမီးယားလိဂ်တွင်ကို29ကိုထိသွင်းယူထားပြီးကစားဖို့ကိုးပွဲကြံနေသေးတာကြောင့်နောက်ထပ်စံချိန်တက်တွေကိုရေးထိုးနိုင်တဲ့အခွင့်အရေးရှိနေသေးတဲ့ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အခွင့်အရေးကိုရယူခဲ့တဲ့နိုညက်လဘာဘူကခက်ခဲတဲ့နေ့တစ်နေ့ကိုရင်ဆိုင်ရတော့မယ်လို့ထင်နေချိန်မှာဒါဝင်နူညက်စ်ကတွင်ကိုနဲ့ကယ်တင်ပေးခဲ့ပါတယ်။ဝရီဝဲတိုင်းစစ်မှုကဇန်နဝါရီလကဘရန်ဖို့နဲ့ပွဲမှာနာကျင်ချိန်ပိုအထိဂိုးမရှိသေးကြနေချိန်မှာကယ်တင်ပေးခဲ့ပူပြီးတော့ဆာတာတန်နဲ့ပွဲမှာလည်းအဲ့ဒီအတိုင်းလောက်ခဲ့ပြန်တာဖြစ်ပါတယ်။နိုညက်ဟာတွင်ကိုတကူတွင်ပေးခဲ့ရုံနဲ့မကပဲဘနာရီရအောင်မှာဖန်တီးပေးနိုင်ခဲ့ပြီး အန်ဆိုရဲလောက်မှာပွဲကစားခြင်းရဖို့ရုံးကန့်ခဲ့ရပြီးနောက်အခုလိုလိုပြန်နိုင်ခဲ့တာဖြစ်ပါတယ်။လုံညာဇန်နဝါရီ16ရက်နေ့ကဘရန်ဖို့နဲ့ပွဲပြီးကလေးကဒွင်းကိုရောဂိုးဖန်တီမှုပါမပြုတ်လုံနိုင်ခဲ့တာဖြစ်ပြီးလူဝက်စ်ဒီကချိုးပစ်လိုက်တဲ့ဘောလုံးကိုအနီးကပိတ်သွင်းယူပြီးဂိုးပေါက်ပြောင်းဆုံးနေမှုကိုအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်3မိနစ်ကြာမှပနတရအောင်လုပ်ပေးခဲ့ပြီးဒီအာဒီမှာ၄ခုနှစ်ပွဲသောပွဲထွက်ခွင့်ရခဲ့ပေမယ့်အရေးကြီးတဲ့အချိန်မှာအပြောင်းအလဲတွေဖြစ်အောင်လုပ်ပေးနိုင်တယ်ဆိုတော့အန်ဆလော့ကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။မက်ကလင်စတာမပါလို့ရုံးခံခဲ့ရတဲ့လီဗာပူး စနေနေ့ကသောတတန်တဲ့ဘွယ်မှာလဘာဘူးရဲ့ကစားပုံကဆွဲမွဲဖွဲ့မရှိခဲ့ပေမက်ကလစ်စရာမပါဝင်ခဲ့တာအကြောင်းဆိုတာတန်ရာဖြစ်စရာမရှိပါဘူးအန်စလော့က PNC နဲ့ဘွယ်မှာနောက်ထပ်စင်မီပြိုင်ဘက်တွေဖိအားပေးချိန်မှာဘောလုံးမပါဘဲပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရတဲ့အာဂျင်တီးနားကွင်းရဲ့လူကိုသောတတန်တဲ့ဘွယ်မှာအနာပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးရာလန်နေနဲ့တော့လဘာဘူးကွင်းလည်းကအန်နီယံပေးနိုင်စွာနေပါခဲ့တာဖြစ်ပါတယ်မက်ကလစ်စရာနေရာမှာဝင်ကစားပေးခဲ့တဲ့ကာတစ်ဂျုံးစ်ကတူညီတဲ့အကျိုးသက်ရောက်မှုမျိုးမပြတာနိုင်ခဲ့ပေဘောလုံးပေါ်မှာလွှမ်းမိုးနိုင်စွာကပြဿနာမဟုတ်ခဲ့ပေမဲ့ ရာဘင်ဖာရှ်နဲ့မက်ကလစ်စတာတို့အတွက်မပါဝင်တာကြောင့်အင်အားချိနေနေရတာဖြစ်ပါတယ်။လဘဝတင်ဟာစိတ်အနေကိုအနိုင်ရခဲ့တဲ့ပွဲပြီးမှကာလာရှေဆောင်းတိုင်းကြရတဲ့ပရီးမီယာလိဂ်ပလာကိုရယူနိုင်ဖို့အတွက်ပုံမနီကက်လာခဲ့ပြီးဖြစ်ပါတယ်။၂၀၁၉-၂၀ရာသီကိုဗစ်ကာလမှာချန်ပီယံဖြစ်ခဲ့တဲ့လဘဝကနောက်ထပ်နှစ်ပွဲသာသူတို့ပြင်ချင်တဲ့ရလာတိုင်းဖြစ်လာခဲ့မယ်ဆိုရင်ဖလားကိုင်းပြောင်းနိုင်တော့မှာဖြစ်ပါတယ်။နောက်တစ်ပတ်ဝင်းမလီမှာနယူကာဆင်နဲ့ကာရာဘောင်းဖလားဘောလူပွဲကစားသွားရမှာဖြစ်ပြီးနိုင်ငံတကာပွဲအားလိုက်ရကြောင့်ဧပြီလမတိုင်ခင်အထိပရီးမီယာလိဂ်ပွဲတွေပြန်ကစားရအောင်မှာမဟုတ်ပါဘူး။ လဘာဝသိရဲ့ရမတ်98မှာလက်ရှိအခြေအနေတွေအရချန်ပီယံဖြစ်ဖို့လုံလောက်တဲ့ရမတ်ဖြစ်ပြီးအာဇနေတာနောက်ထပ်၄ပွဲကိုရှုံးနေခဲ့ရင် April 4နဲ့ကစားရမယ့်ပွဲမှာစူပလာကံပြောင်းနိုင်မှာဖြစ်ပါတယ်တကယ်လို့ဒီနေ့ညအာဇနေကမန်ယူနိုက်တက်ကိုအနိုင်ရလို့ရမတ်ကွာချက်ကို73မှတ်တိပြန်လျှော့ချနိုင်မယ်ဆိုတော့ April နောက်ဆုံးပတ်စပါးနဲ့ကစားပြီး၄ပွဲပဲကျန်တော့တဲ့အချိန်မှသာချန်ပီယံတွေဖြစ်အတည်ပြုနိုင်မှာဖြစ်ပါတယ် ။လဘာဗုဒ္ဓရှင်မူမိုဟာမက်ဆာလာကစောတန်ကိုဒုတိယပိုင်းမှာပြန်လာပြပြီးအနိုင်ရခဲ့တဲ့ပွဲစဉ်ပထမပိုင်းပြီးမှာအန်စလော့ကစကားတွေအများကြီးပြောခဲ့တယ်လို့ဝန်ခံခဲ့ပါရီ။ပထမပိုင်းမှာလဘာဗုကဇာအောက်ခြေကအသင်းကိုတကုတ်ကုတ်မရှိနဲ့ရှုံးနေနေကြတာဖြစ်ပြီးအန်စလော့ကအားရနဲ့ပတ်သက်ပြီးမပြောမရှင်းဖြစ်နေတာကိုကစားသမားတွေသိအောင်ဖျားသားခဲ့တာဖြစ်ပါရီ။မိုဟာမက်ဆာလာကပွဲပြီးမှာအန်စလော့ကပထမပိုင်းပြီးအဝယ်လဲကန်းထဲမှာဘာပြောခဲ့တယ်လဲလို့မေးမြန်းခံခဲ့ရချိန်မှာလည်းလည်းစိတ်ပြတ်စရာကောင်းခဲ့တဲ့ဆိုတဲ့အကြောင်းတွေဖြစ်ခဲ့ပါရီ။အန်စလော့ကကျွန်တော်တို့ကိုကောင်းတစ်ခါကဖြစ်နေခဲ့တယ် ျွန်တော်တို့ပထမပိုင်းမှာခြေချနေပြီးနှေးကွင်းနေခဲ့ပါတယ်ကျွန်တော်တို့ဒီနေ့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့မထင်ပါဘူးခမရပရီးမီးယားလိဒါမှမဟုတ်ချန်ပီယံလိကိုအနိုင်ရချင်ရင်ဒီလိုပွဲမျိုးတွေကိုအနိုင်ကစားရမှာပါလို့ပြောဆိုခဲ့ပါတယ်အခုလိုမျိုးတရေုံတရေတို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ